ဇီယွန်ဝါဒီတွေကိုညှတာဆရာမလို့ဘူးလို့ခါမီနီပြောပြီးအစ္စရေးတို့အတန်ထက်မြန်တဲ့ဒုံးကျည်တွေအီရန်ပြစ်လွတ်ရန်သူတို့နှစ်နိုင်ငံအကြားနောက်ဆုံးညလုံးပေါက်တိုက်ခိုက်မှုမှာ အစ္စရေးဘက်တို့အတန်ထက်မြန်တဲ့ဒုံးကျည်တွေကိုပြစ်လွတ်ခဲ့ကြောင်းအီရန်ကဇွန်လ18ရက်ဒီကနေ့ပြောပါတယ်အစ္စလာမစ်သမ္မတနိုင်ငံဖြစ်တဲ့အီရန်ကိုအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကချင်းချက်မရှိလက်လက်ချဖို့တောင်းဆိုပြီးနိုင်ပိုင်းကြမှာပဲအီရန်ကအထက်ပါအတိုင်းပြောခဲ့တာဖြစ်ပါတယ် ထရန့်ရဲ့ရာဇတန်ကိုတုံ့ပြန်တဲ့အနေနဲ့အီရန်ဒီပတီခေါင်းဆောင်အယာတိုလာခါမီနီကတိုက်ပွဲစတင်ပြီးလို့လူမှုကွန်ရက်ကပေါ်တို့ရေးသားလွှင့်တင်ခဲ့ပါတယ်။အကြမ်းဖက်စီယုံဝါဒီအစိုးရကိုပြင်းပြင်းထန်ထန်တုံ့ပြန်ရမယ်။စီယုံဝါဒီတွေကိုညတာထောက်ထားစရာမလိုဘူးဆိုတာတို့တွေပြတ်တသွားကြမယ်လို့ခါမီနီကပို့စ်မှာပြောထားပါတယ်။သူ့ရဲ့မဟာမိတ်အစ္စရေးရဲ့ဘုံကျဲတိုက်ခိုက်မှုတွေမှာပါဝင်ပတ်သက်ခြင်းမရှိကြောင်းအမေရိကန်သမ္မတဒေါ်လာထရန့်ကအခိုင်အမာပြောကြားခဲ့ပေမဲ့ လက်တလုံးပဋိပက္ခ6ရက်မြောက်နေ့မှာတော့အီရန်ပေါ်စိတ်ရှည်တီးခတ်နိုင်စွာလျှော့ပါလာပြီးလို့တတိပေးခဲ့ပါတယ်။ခရိုင်ဆက်ရှိလို့ခေါ်တဲ့နယ်မြေရှိအရက်သားတွေရွှေ့ပြောင်းပေးကြဖို့လူမှုကွန်ရက်မှာအစ္စရေးစစ်တပ်ကကြီးညာခဲ့ပြီးနောက်ဇွန်လ18ရက်ဒီကနေ့အယုံမတက်ခင်မှာပဲအစ္စရေးစစ်လေယာဉ်တွေကအီရန်ရဲ့မြို့တော်တီဟီရန်ကိုပြစ်မှတ်ထားတိုက်ခိုက်ခဲ့ပါတယ်။တီဟီရန်မြို့တော်တဝိုက်ရှိဖိုင်ရိုးစီ ဆဲဘလနဲ့ဆဲရဲ့ဒေတာတွေမှာပောက်ကွဲတံတွေစူးညံနေခဲ့ကြောင်းအီရန်ဆိုရအပေါ်မီဒီယာက သတင်းဖော်ပြခဲ့ပါတယ်။အီရန်နျူကလ িয়ার ထုတ်လုပ်ရေးအတွက်ယူရေနီယံတန့်စင်လက်ပတ်တဲ့စက်ရုံတရုံနဲ့လက်နက်စက်ရုံတွေအများပြားကိုပြစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်းအစ္စရေးစစ်တပ်ကပြောပါတယ်။အီရန်နိုင်ငံအရှိပိုင်းရှိတော်လန်ရေးအဆောင်တပ်တွေတီဟီရန်အနီးကောဂျာပဲ့ထိန်ဒုံးကြီးစက်ရုံနဲ့ချိတ်ဆက်ထားတဲ့တပ်ကတူတခုကိုအစ္စရေးကတိုက်ခိုက်နေတယ်လို့အီရန်သတင်း website တွေကရေးသားဖော်ပြခဲ့ပါတယ်။ လက်တုပ်ပြန်တဲ့အနေဖြင့်အီရန်ကအစ္စရေးနိုင်ငံတဲအပြစ်မြို့ခံတွေကိုလေကြောင်းတိုက်ပွဲအတွက်ကြိုတင်ပြင်ဆင်ထားဖို့ပြောကြားခဲ့ပြီးအစ္စလာမစ်ဒေါ်လာရေးအဆောက်အအုံမှအတန်ထက်မြန်တဲ့ဖေဒါတုံးကြီးတွေကိုပြစ်လွတ်ခဲ့ရာမြို့ရဲ့စီးပွားရေးအချက်ချာနေရာတွေမှာအဆောက်အအုံမိုးကာတွေတိမ့်တိမ့်တုံအောင်ပောက်ကွဲခဲ့တယ်လို့သိရပါတယ်ဖာဒါတတုံးကြီးတွေကိုထုတ်သုံးပြီးတော့မိမိတို့ဂုံယူစရာ Harms Promise 3စစ်စင်ရဲ့အစဉ်စက်တလိုင်းတစ်ကိုဆင်နွှဲခဲ့ကြောင်း Iran Dollar ရဲ့အဆောင်တက်က Tehran အာဘော်ရုပ်တံလိုက်မှကျင်ညာခဲ့ပါတယ်အဆိုပါအတန်ထက်မြန်တဲ့ဒုံးကျည်တွေဟာအတန်ရဲ့အမြန်နှုန်းထက်၅ဆကျော်ဖြင့်အလေအလတ်အဆင်ပြန်တန်းနိုင်စွမ်းရှိတာကြောင့်ခြေရခံထောက်လန်းမှုနဲ့ကြားဖြတ်ဟန်တာပြီးပြစ်ချဖို့ခက်ခဲစေပါတယ်ဒါအပြင်အီရန်ဟာပင်လယ်တီနယ်မြေထဲမှာမောင်းတူမဲ့လေယာဉ်နှစင်းကိုကြားဖြတ်ဟန်တာနိုင်ခဲ့ပြီးအစ္စရေးဘက်သို့မောင်းတူမဲ့လေယာဉ်တစ်တုပ်ကိုလည်းဆေလွတ်ခဲ့ပါတယ်ပင်လယ်တီဟာအစ္စရေးနဲ့ဂျော်ဒန်နိုင်ငံကြားမှာတည်ရှိပြီး ထူးခြားချက်အနေနဲ့ကဘာပေါ်မှာအငံတက်အများဆုံးရေအိုင်ဖြစ်မှတ်တမ်းတင်ထားပါတယ်